မင်္ဂလာပါဒီနေ့ကတော့ True Money အာလုပ်ပြပါမယ် app ထဲမှာ True Money အာ True Wallet လို့ယူလိုက်ရပါတယ် True Money ပေါ့နော်အဲ့မှာသင်္ကေတလေးနဲ့ True Money အဲ့မှာလေးကိုယူပြရမှာဖြစ်ပါတယ် True Money PN ဆိုတာလေးကိုယူလိုက်ရင်ရပါတယ်ကျမကတော့ app ထဲမှာရှိပြီးသားမလို့ပါအောက်မှာဒူက screen လေးတွေ preview ကြည့်လို့ရပါတယ်ရပါတယ်အဲ့မှာ အဲ preview လေးကြည့်လိုက်ပေါ့နော်ထိုင်းလိုတော့ဖြစ်နေပါတယ်အာသုံးရတာလည်းရမ်းလွယ်ပါတယ်ကဲ download လုပ်ပြီးပါပြီကျွန်မကတော့အာ download လုပ်ပြီးသားဖြစ်နေလို့ username နဲ့ password နဲ့ထည့်ရပါတယ် recording လေးလုပ်တဲ့အချိန်မှာ username နဲ့ password နဲ့ပါနေရင်သူက pay မလုပ်ဘူးပေါ့နော်အဓိကကတော့ transfer ကိုနှိပ်တယ် transfer လို့ပြောလို့ရှိရင်အာ transfer လုပ်ပြီးသားသူတွေပေါ်တယ်ဒါမှ true money ရဲ့အဲပေါ့နော်ဘဒူကိုလွှဲမှာလဲအာ true money ရှိတဲ့ phone number ကိုလွှဲလိုက်လို့ရပါတယ် ရတယ်เนาะအဲ့မှာထဲုံမှာပဲ2 money account ဟာလေးကို ရွေးလိုက်လို့ရှင်သူကအာသုံးထည့်သွားมาဖြစ်ပါတယ်အဲ့ဒါကတော့ရှိပြီးသားသူပါအဲ့ကနေပြီးတော့2 money ကလည်းရွေးလို့ရရတယ်ဒီမှာဆိုရင်ကျွန်တော်အာဒါလေးကို100လွှဲပြမယ်ပေါ့เนาะအာတရားလွှဲပြမယ်ရှိပြီးသားလို့ဩဒီကနေပြီးတော့ကျွန်မနာမည်ကနေပြီးတော့အာအကဘုံကိုလွှဲမယ်ဒါလေးကိုပေါ့လွှဲမယ်ဒါပေမဲ့အဲ့မှာ amount ထည့်ပြီးသွားရင် conf confirm လုပ်ရမှာပေါ့နော် confirm လုပ်ရမှာအဲ့ဒီမှာပြဿနာပါလဲဆိုတော့ password ရိုက်ရတာပေါ့နော်ရိုက်တဲ့အခါမှာသူကအဲ့လိုမျိုး screen recording လုပ်နေတဲ့အတွက်ကြောင့်ပေးမလို့ဘူးเนาะရန် secure ဖြစ်တယ်เนาะ password ပါသွားမှာဆိုလို့တိတ်ကောင်းတာပဲဒီ app ကလေအဲ app ကိုကြောင်ညာပေးနေတယ်တော့ဖြစ်နေပြီအမှန်ပါပဲအအသုံးပြုလို့ကောင်းတာဆိုရင်ပြောပြပေးတယ်ကြောင်ညာပေးတယ်ပေါ့ကျွန်တော်ဥပစာမပေးထားပါဘူးကြောင်ညာကလည်းမပေးထားပါဘူးအဲအဲ့ပြီးသွားလို့ရှိရင် transfer ပြီးသွားရင်တော့ receipt money အဲ့အရေးကြီးရယ်ကိုကနေပြီးတော့ပတ်စ ဆန်လက်ခံမယ်ဆိုထူမန်နေအကောင့်ချင်းချင်းပဲလက်ခံမှာလား prompt ပေးပဲလက်ခံမှာမလားအဲကျမကတော့အကြံပြုချင်တာ prompt အပေးကူအောင်လုပ်စီချင်ပါတယ်ဒါဆိုလို့ရှိရင်ဘန်ကလည်းလွှဲလို့ရတယ်အကုန်လုံးပေါ့နော် too money အကောင့်ဆို too money ချင်းချင်းပဲလွှဲလို့ရတယ်အဲ့မှာ safe လုပ်လိုက်ရင်ရပါပြီဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာသူတင်းသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးကဘန်ကောင်းကနေပြီးတော့လည်းလွှဲလို့ရတယ်အဲ့ဒါဆိုရင်ဘန်ကောင်းကနေဆိုပြီးတော့အာတထောင်ထိတစ်ချိန်မှာတထောင်လွှဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးလုပ်လို့ရတယ်9000ထိလက်ခံလို့ရပါတယ်နော်ဟုတ်ပြီနောက်တစ်ခုကကြာရင် scan အဲ့ဒါအသေးအကြီးကြီးဒီနိုင်ငံမှာဆိုလို့ရှိရင်အသေးသုံးလေးတွေအာဟို coffee ဆိုလို့ရှိရင်လည်း30 40 50အဲအဲ့လိုမျိုးပေါ့စားစရာဆိုလည်းအဲ့လောက်ကနေစပြီးတော့ပေါ့ဒီမှာရှိတဲ့အာဆိုင်လေးတွေအကုန်လုံးဟိုဘယ်လိုခေါ်မလဲဟင်းရဟင်းဒီဆိုင်လေးတွေအားစားအဲ့လိုစကန်နဲ့ပဲ QR လေးပဲထောင်ထားတာပေါ့နော်မြန်မာနိုင်ငံလိုပါပဲဒါလေးကဓမီလေး QR လေးကအဲ့လိုမျိုးမလင်းမှောင်နေအဲ့ဓမီလေးနှိမ့်လိုက်ရုံပေါ့အဲ့ဒါကတော့ဒီဘက်ဘေးကအလဲတဲ့ဟာကြတော့လေအာကိုရဖုန်းနဲ့သူကသူများပေးလိုက်ဒီ QR လေးကိုပစံလွှဲပေးနော်လို့ပြောလို့ရှိရင်အဲ့ QR လေးကိုယူလိုက်တာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ဒါခုနကဒါမ လုံးလုံးလေး QR လေးကို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 ပြန်ဖတ်ပြီးတော့အာလုံးလိုက်တာပေါ့နော်အာအဲ့လိုတော့ဖြစ်သွားတာပေါ့ကိုသူများဟာဆိုရင်လည်းအဲ့လိုမျိုးပေးလို့ရတယ်ပေါ့နော်ဒီဘက်ဘီယာကြတော့ QR ကိုကိုရ QR လေးကို create လုပ်တာဖြစ်ပါတယ်နော်ဒါ scan ဆိုလို့ပြောရှင်အာကြိုက်တဲ့ standardize လုပ်ထားတာပေါ့เนาะဘယ်နေရာမှာထောင်းထားတဲ့အဲ QR လေးဖြစ်ဖြစ်ဘယ်ဘန်းကဟာလေးဖြစ်ဖြစ်သူက prompt ပေး QR နဲ့ချိန်ထားတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်အခုဆိုရင် MM QR လုပ်တယ်လို့မျိုးပေါ့เนาะအတူတူပဲဒီဘက်ဘေးမှာရှိရဟာလေးကကြတော့ဒါလေးကကိုယ့်ရဲ့ကုတ်ကိုသူများက ပြန်ဖတ်တာဖြစ်ပါတယ် merchant ကနေပြီးတော့ user ရဲ့ customer ရဲ့ QR ကိုဖတ်တာဖြစ်ပါတယ် merchant ကနေဆို7 level မှာအဲ့ဒါလေးထောင်းပြလိုက်တာ7 level အတူတိဆိုဖြတ်သွားပြီကိုပစားလောလောကူကူပဲเนาะအရေးကြီးတာလေးအကြောင်းပြ ပြချင်တဲ့အဲ့မှာအာကျွန်တော် favorite လုပ်ထားတာပါ utilities အဲ့ဒါတိတ်အဲအရန်ကောင်းတာပဲကျွန်မကခုပဲအဲမီတာကကြားတဲ့ဟာလေးလာပေးအဲ့မီတာကကြားတဲ့ဟာလေးအဲ့မှာသွားပြီးတော့ဖက်လိုက်တာနဲ့ရှားပြီးဘဲမှာသွားစရာမလိုထားရတာထားစရာမလိုပဲနဲ့ပတ်စံပေးလို့ရတိတ်သဘောကြတယ်မြန်မာနိုင်ငံတော့ကလည်းကျွန်တော်ကိုကိုယ်တိုင်လုပ်ခဲ့တဲ့ software project တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးလေးတွေဒီနိုင်ငံမှာသုံးရတာလဲတိတ်ပြောတာပဲတိတ်ကျေးဇူးတင်တာပဲပေါ့နော် ဟောပြီးဒါမျိုးလေးထည့်လိုက်တာနဲ့ရပါပြီအာရပြီဆိုတဲ့အခါကျတော့နောက်တစ်ခုကကျတော့ရေလည်းအတူတူပဲအာဒီမှာပေးရမယ့် water ပေးတွေ electrical ပေးတွေအကုန်လုံးဒီကနေပြီးတော့ပေးလို့ရတယ်เนาะတခြားနေ့တင်ရအောင်သွားနေစရာမလိုဘူးပေါ့7 level သွားပေးမှမဟုတ်ဘူးနောက်တစ်ခုကျွန်မပြောချင်ဆုံးကိစ္စကတော့ master cup ပါ too many master cup ဆိုတာ virtual cup လို့လည်းခေါ်ပါတယ်ကပ်ပြားစစ်တော့မရပေမဲ့တစ်ကဘာလုံးကအဲ online ဟာတွေကိုအာပေးလို့ရပါတယ်အဲတစ်ခါတရံကြရင်အရေး းကြီးတဲ့အရေးကြီးတဲ့အချက်လက်တွေပေါ့နော်ဒါမှဒါမှသုံးနေဆိုရင်အဲ့လိုမျိုးလေးအာ true money ဟာလေးကျွန်မပြပါမယ်ကျွန်မဟိုဆိုနှစ်ကပ်ပေးထားပါတယ်လူတိုင်းနှစ်ကပ်ရပါတယ်နော် SME ကပ်ပါတခုက SME ကပ်ပါအဒီမှာ SME ကပ်မှာအဲ့မှာဆိုလို့ရှိရင်အဲနောက်တခုကကြတော့ဒါက virtual ကပ်အတူတူပါပဲအာ SME ကပ်ကြတော့နည်းနည်းအမောက်ပိုများပြီးသုံးနေပေါ့နော်ကိုယ့်ရဲ့ account ထဲမှာ wallet ထဲမှာရှိသမျှပတ်စံသုံးလို့ရပါတယ်အဲပြီးရင် enable ဆိုတာလေးလုတ်ထားမှကပ်ကပ်သုံးလို့ရတာဖြစ်ပါတယ် disable ဆို ရင်ဒီခန့်နဲ့မှရလဲသုံးလို့မရပါဘူးမာဇာကတ်ဆို9နဲ့စရဲ၄လုံးတွဲအဲ16လုံးရှိပါတယ်အဲပြီးတဲ့ခါကြာလို့ရှင်သူ့ကိုသုံးတဲ့ခါကြာလို့ရှင်အန်ဒီပဲလုံးမယ်စီကတ်ဆိုပြီးတော့နှိမ့်မယ် အာဇီကတ်ကိုနှိပ်မယ်ဒါဆိုရင်16လုံးတွေးရမယ်ခုလောလောဆယ်တော့ x လေးတွေပေါ့နော်ဒါဆိုရင်မမြင်ရဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးမြင်ကျင်တယ်ဆိုဇီကတ်ကိုနှိပ်မယ်ပြီးသွားလို့ရှိရင်အာ expiry date မှာဆိုရင် month ရဲ့ရရရောက်ဖြည့်မယ်ပေါ့နော် month ရဲ့ရရရောက်ဖြည့်ပြီးသွားလို့ရှိရင်တော့ပြီးသွားရင် cvv2 ဆိုတာလေးကိုဖြည့်မယ်ဒါပုံမှန်ပဲဖြစ်ပါတယ်ဘယ်လိုအသုံးပြုမလဲသိချင်လို့ရှိရင်တော့ဒီဘက်ဘေးမှာ how to use အာ how to use the cards ဟာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကတော့ခုနကကျွန်မရှင်းပြပြလို့ပဲဒါပေမဲ့ ယ်သူကဈေးဝယ်တဲ့ဟာတွေအကုန်လုံးပေါ့နော်ဒီလိုတော့ဒီနေရာတွေမှာတုံးလို့ရတယ်လို့ပြောပြတာဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့သူကထိုင်းလူထိုင်းလူတွေရေးထားတာပေါ့နော်အခုကျွန်မကမြန်မာလူလေးရှင်းပြရဲဆိုတော့အဆင်ပြေမယ်လို့အာထင်ပါတယ်ရှင် ဟုတ်ကဲ့ပါဆရာရအဆင်ပြေကြပါစေအသုံးပြုပြီးတော့အာဆင်ပြေကြမှာစိတ်ချမ်းသာကြပါစေပြီးရင်ဒီမှာမြန်မာလိုအရမြန်မာနိုင်ငံကိုလည်းလှမ်းလွှဲလို့ရတယ်เนาะဒီမှာတခြားသုံးတဲ့ဟာတွေလည်းပါတယ်ဂိမ်းကတ်တွေလည်းအများကြီးပေါ့เนาะဒီလိုမျိုးလေးတွေသုံးလို့ရတယ်အာဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်เนาะဒါလေးတွေက transition history လေးကိုကြည့်တာပါအာဒါဒါဆိုရင်ကျွန်မတို့ဘယ်သူကဘယ်ကလွှဲအာခုနကတော့ကျွန်မ coffee ဝယ်တဲ့ဟာလေးဒါ transfer လုပ်ထားတဲ့ပတ်စံလေး က်ကိုအာဂရက်ကိုအာတစ်ပေးထားတဲ့ပစံလေးပေါ့နော်အာအောက်မှာဆိုလို့ရှိရင်ကျွန်မဒါဒါသုံးထားတဲ့ history ကသုံးထားတဲ့ဟာလေးဆိုတော့ဒီဟိုပါပေါ့မီတာကပေးထားတဲ့ဟာလေးပေါ့အာဒီတစ်ပတ်အတွင်းမှာသုံးထားတဲ့ဟာလေးလေအဲ့လိုလေးပြပေးပါတယ် ဟုတ်ပါပြီအဲ့ဒါဆိုရင်ရပါပြီအောက်မကွိုင်းလေးလည်းသူက point လေးလည်းပြန်ပေးတယ်ပေါ့အရေးကြီးတဲ့အချက်ကဒီဘက်ဘေးမှာရှိရဲ့ account လေးကိုတစ်ချက်ကြည့်ပါ account လေးကိုတစ်ချက်ကြည့်လိုက်တဲ့ခါကျရင်ကိုက passport ပြောင်းသွားရဲဆိုရင် passport passport update လုပ်ပေးရပါမယ်အချက်လက်တွေရှိရဲ့ခုနက two money မှာဇာတ်ကတ်ကိုအဲ့နေရာနေလက်ပြန်ကြည့်လို့လည်းရတယ်အတူတူပဲဖြစ်ပါတယ်အာ payment setting တွေလည်းချိန်ထားလို့ရရတယ်အဲเนาะအဲ့ဒါလေး ဒါလေးပြပြတာပါဆဆရရအစဉ်ပြေကြပါစေအဲကျွန်တော်ကိုထူမန်နီနဲ့ပတ်သက်တာလေးအသုံးပြတာလေးသိကျင်တယ်လို့ပြောထားလို့ဒါလေးလုပ်ပြတာပါအဲဒါ passport update လုပ်တာလေးပေါ့နော်ဟုတ်မင်္ဂလာရှိတော်နေဖြစ်ကြပါစေရှင်ဆဆရရအစဉ်ပြေကြပါစေအဲဘေးရန်ထက်သေးကင်းကျင်းကြပါစေရှင်ကျေးဇူးတင်ပါတယ်